ဣသရေလရဲ့ပြင်းထန်လာတဲ့ဂါဇာထိုးစစ်ကြီးမရက်တက်ရင်တော့ဣသရေလကိုပြင်းပြင်းထန်ထန်အေးအယူမယ်ဆိုပြီးဥရောပသုံးနိုင်ငံကသတိပေးနေပါပြီ။ဣသရေလနေတဲ့ဂါဇာကမ်းမြောက်မှာစစ်စင်ရေးတွေဆက်လုပ်မယ်ဆိုရင်အေးအယူသွားမယ်လို့ဗြိတိန်ပြည်ထောင်စုကနေဒါခေါင်းဆောင်တွေကသတိပေးလိုက်ပါတယ်။ဂါဇာမှာဣသရေလစစ်စင်ရေးတွေရက်တက်မှုလူသားချင်းစာနာထောက်ထားမှုကူညီတွေအကန့်အသတ်မဲ့ချက်ချင်းဝင်ရောက်ခွင့်ပြုဖို့ပြင်သစ်ကနေဒါနဲ့ဗြိတိန်တို့ကတောင်းဆိုထားပါတယ်။ ။အစ္စရေးဟာမလ၂ရက်နေ့ကတည်းကဂါဇာကိုအစားအစာစေးဝါးနဲ့လောင်စာဆီဝေယမှုပိတ်ပင်ထားတာ။အခုဆို၂လကျော်ပြီဖြစ်ပါလိမ့်။ဂါဇာဒေသမှာရှိတဲ့လူနှစ်သန်းကျော်ဟာငတ်မို့ခေါင်းပေါင်းမှုနဲ့ရင်ဆိုင်နေရတယ်လို့ကုလကသတိပေးထားပါလိမ့်။ဒါပေမဲ့သတင်းပတ်ဆက်တစ်ပတ်ကြာပိတ်ဆို့ထားပြီးနောက်အကူအညီတွေတော့အကန့်အသတ်နဲ့ဝန်ခွင့်ပြုမယ်လို့အစ္စရေးကအသိပေးလာပါလိမ့်။အကူအညီတွေဝေယောက်ခွင့်ငင်းပယ်တာဟာလက်ခံနိုင်ပွဲရမရှိတဲ့အပြင်နိုင်ငံတကာလူသားချင်းစာနာမှုဆိုင်ရာဥပဒေကိုချိုးဖောက်တာလို့ပြင်သစ်ပြည်တွေနဲ့ကနေဒါခေါင်းဆောင်တွေကဝေဖန်ပါတယ်။ အမေရိကန်ကတော့ဒီကိစ္စနဲ့နေပြီးပတ်သက်ပြီးတော့ခက်မဆိတ်တာနေပါတယ်။အစ္စရေးဝကြုံနေတာညာဟုကတော့ဂါဇာကမ်းမြောင်တစ်ခုလုံးကိုမိမိတို့ထိန်းချုပ်ဖို့စီစဉ်ထားကြောင်းအခိုင်အမာပြောထားပါတယ်။ပြောရမယ်ဆိုရင်တော့ဒီကမ်းမြောင်တစ်ခုလုံးကိုအစ္စရေးကသိမ်းပိုက်မယ်ဆိုတဲ့ရည်ရွယ်ချက်နဲ့ပါ။အဲ့ဒီတော်တွင်ခံယူနေတဲ့ဘက်မှာရှိတဲ့ပါလက်စတိုင်းတွေဘယ်လိုရာရွှေ့ပြောင်းမှုသတိပေးချက်ထုတ်ပြန်ထားပါတယ်။နောက်ဘက်ကမ်းပါဝင်ခြေချနေထိုင်မှုတွေချက်ထွန်းတာလုံးဝလက်မခံကြောင်းနဲ့ပြစ်မှတ်ထားရေးယူပိတ်ဆို့မှုတွေပါဝင်အေးအေးမှုတွေအတွက် နောက်ဆုံးမှမဟုတ်ဘူးလို့ဥရောပကောင်ဆောင်တွေကပြန်လည်တတိပေးထားပါတယ်။ဒီနေ့မှာတော့လူသားချင်းစာနာမှုကူညီနဲ့တင်ဆောင်လာတဲ့ကုလသမဂ္ဂကုန်တင်ငါးဆင်းဟာဂါဇာကိုဝင်ရောက်လာပြီပဲဖြစ်ပါတယ်။အဲဒီလိုအချိန်ဒီမှာပဲဂါဇာကိုမြေပြင်ထိုးစစ်စတင်ပြီးဆိုပြီးတော့အစ္စရေးဘက်ကကြီးညာလိုက်ပါတယ်။ဒီပြည်တော်တွေဆီလူနေပြီးဒါဇင်နဲ့ချီတဲ့ဟာမတ်စ်တပ်ခရီးသမားတွေကိုခြေမုံတုပ်တင်ကဟာမတ်စ်ဖွဲ့ရဲ့စစ်ကမ်းတွေဖျက်ဆီးနေတယ်လို့အစ္စရေးစစ်တပ်ကပြောပါတယ် အစ္စရေးလတကဂါဇာမှာလေကြောင်းတိုက်ခိုက်မှုတွေလုပ်နေပြီးခံယိုနီနဲ့ခြားနေသားတွေမှာလေကြောင်းတိုက်ခိုက်မှုကြောင့်ပါလက်စတိုင်းပြည်သူအနည်းဆုံး18ဦးသေဆုံးခဲ့ပါတယ်။ဒဏ်ရာသူတွေကိုထရက်ကားတွေနဲ့စေယုံကိုပို့ဆောင်ခဲ့ရပြီးခလင်းငယ်တွေစေကူသားမှုခံယိုနေပုံကိုခံယိုနေမှာရှိတဲ့စေယုံတွေမှာရိုက်ကူးထားတဲ့ရုပ်သံဖိုင်ကဖော်ပြပါတယ်။အစ္စရေးလေကြောင်းတိုက်ခိုက်မှုကြောင့်နေစဉ်လူတရာကျော်သေပြီးသေဆုံးသူဦးရေတိုးလာနိုင်ပါတယ်။ဂါဇာကိုစာနယ်ဇင်းကအခြေခံပမာဏအထိ တယ်ဆောင်ခွင့်ပြုမယ်လို့အစ္စရေးဘက်ကပြန်လည်ဖြေလျှော့ထားပါတယ်။လက်ရှိချိန်ကြီးအစ္စရေးရဲ့လေကြောင်းတိုက်ခိုက်မှုတွေအပြင်းထန်မှုရှိနေပြီးဂါဇာဒေသမှာရှိတဲ့ပြည်သူနှစ်သန်းကျော်ထံစာနယိတ်ခအကူအညီတွေရောက်မရောက်ကတော့ရှင်းလင်းစွာမသိရသေးဘူးလို့သိရပါတယ်။နောက်ထပ်သတင်းမှုပြောချင်ပါတယ်။ငြိမ်းချမ်းရေးရဖို့အတွက်ယူကရိန်းနဲ့တွဲဖက်လို့အသင့်ရှိပါတယ်လို့ရုရှားသမ္မတပူတင်က ပြန်ပြောင်းပြောလာပါတယ်။ပူတင်ဟာ ဒေါ်လန်ထရန့်နဲ့ဖုန်းပြောခဲ့ပြီးနောက်အနာဂတ်ငြိမ်းချမ်းရေးသဘောတူစာချုပ်မူကြမ်းတွေယူကရိန်းနဲ့ကျွန်တော်တို့တွဲဖက်လုပ်ကိုင်မှုအသင့်ရှိပါတယ်လို့ပြန်ပြောလာပါတယ်။နှစ်နာရီကြာစကားပြောပြီးတဲ့နောက်အမေရိကန်သမ္မတထရန့်ကလည်းရုရှားနဲ့ယူကရိန်းဟာပြည်ခတ်ရစေးအပါဝင်စစ်ပွဲဆုံးသတ်နိုင်မှုညှိနှိုင်းမှုတွေချက်ချင်းစတင်သွားမယ်လို့တည်ပြထားပါတယ်။အဲနောက်ထရန့်ကစကားပြောဆိုမှုဟာအလွန်ကောင်းမွန်ပါတယ်လို့ဆိုခဲ့တဲ့ပြင်နှစ်ဖက်ကြားမှာပါငြိမ်းချမ်းရေးဆိုင်ရာသတ်မှတ်ချက်တွေညှိနှိုင်းရအောင်မယ်လို့ဖြည့်ဆွတ်ပြောပါတယ်။ ဒါအပြင်စစ်ပွဲကိုအဆုံးသတ်နိုင်မှုဟာပိုပြီးရေးကြီးပါတယ်လို့ထရန့်ကသူ့ရဲ့လူမှုကွန်ရက်မှာရေးပါတယ်။ဒါပေမဲ့အမေရိကန်ပါဝင်ဥရောပနိုင်ငံတွေရဲ့ရက်30ကြာချွင်းချက်မရှိပြစ်ခတ်ရေးစည်းတောင်းဆိုချက်ကိုတော့ပူတင်ဘက်ကထည့်ပြောသွားတာမရှိပါဘူး။အဒီနေ့အစောပိုင်းမှာလည်းအမေရိကန်ဒုသမ္မတ JD Vance ကလည်းပူတင်ရဲ့ရည်တည်ချက်ကိုမေးခွန်းထုတ်ပါတယ်။ပူတင်ကိုယ်တိုင်တော်စစ်ပွဲကိုဘယ်လိုအဆုံးသတ်မလဲဆိုတာသူ့မှာတွေးထားတာရှိပုံမရဘူးလို့ JD Vance ကမှတ်ချက်ပေးပါတယ်။ ယူကရိန်းသမ္မတဇလန်စကီနဲ့ထရန့်တို့ကြားမှာလည်းနောက်ဆက်တွဲဖုံးခေါ်ဆုံမှုတွေရှိခဲ့သလိုအဲ့ဒီတည်းမှာအော်ရဘကော်မရှင်ဥက္ကရာအာဆူလာမူနာလီယန်ပါဝင်ပြင်သစ်အီတလီဂျာမနီဖင်လန်တို့ရဲ့နိုင်ငံခေါင်းဆောင်တွေနဲ့လည်းပြောခဲ့ပါတယ်။ဒါဟာအဆုံးဖြတ်ပေးမယ့်အခိုက်အတန့်ဖြစ်ပါတယ်။အမေရိကန်အနေနဲ့ဆွနီဘွဲကိုရှောင်ဖယ်တာမျိုးမလုပ်ဖို့အတွက်ပါဇလန်စကီကလည်းတိုက်တွန်းထားပါတယ်။ခူလာစောပိုင်းမှာလည်းပေါ်ဟမင်းကြီးတစ်ကဗာတီကန်ကိုငြိမ်းချမ်းရေးဆွနီဘွဲအတွက်လက်ခံကျင်းပနိုင်မယ့်နေရာအဖြစ်ကမ်းလှမ်းခဲ့ပါတယ်။ ်အမေရိကန်သမ္မတဒေါ်လန်ထရန့်ကိုနိုင်ငံကလည်းရုရှားနဲ့ယူကရိန်းဗမာဆူနင်းမလဲဆိုတာလက်တလောစဉ်းစားထားခြင်းမရှိပေမဲ့ဗာတီကန်ဖြင့်ကောင်းမယ်လို့တော့မှတ်ချက်ပြုထားပါတယ်ဖင်လန်နိုင်ငံနဲ့နေဆက်ဒီမှာတော့ရုရှားဘက်ကစစ်ခန်းတွေကိုအားဖြည့်တင်းနေပြီးအဲ့ဒီနေရာဝန်ကြီးဟာတိုက်ပွဲတွေဆက်ဖြစ်လာနိုင်တဲ့နေရာဖြစ်နိုင်ကြောင်းလေးလာသူတွေကခံမှန်းထားပါတယ်နောက်ထပ်သတင်းပုတ်ပြောချင်ပါတယ် မမီရိုနိုင်ငံရဲ့နျူကလ িয়ার စီမံကိန်းနဲ့ပတ်သက်ပြီးကမ္ဘာအင်အားကြီးနိုင်ငံတွေရဲ့သဘောတူညီမှုရသည်ဖြစ်စေမရသည်ဖြစ်စေမမီရိုအနေနဲ့ဆက်လုပ်မယ်လို့အီရန်ကကြေညာပါတယ်။အီရန်ရဲ့နျူကလ িয়ার စီမံကိန်းနဲ့ပတ်သက်လို့ဆွေးနွေးမှုတွေလှုံ့ဆော်နေလင့်ကစားအီရန်နိုင်ငံခြားရေးဝန်ကြီးအာဘတ်အရရှိကအီရန်ဟာကမ္ဘာအင်အားကြီးနိုင်ငံတွေနဲ့သဘောတူညီမှုရသည်ဖြစ်စေမရသည်ဖြစ်စေရေနီယန်တန့်စင်မှုကိုတော့ဆက်လုပ်သွားမှာပဲလို့ပြောလာပါတယ်။အီရန်နျူကလ িয়ার လက်နက်တွေပိုင်ဆိုင်တာမှမဟုတ်ဘူးဆိုတာသေချာစေဖို့ American Brown Zoo က တကယ်လို့စိတ်ဝင်စားတယ်ဆိုရင်ဒါဟာသဘောတူညီချက်ရဖို့မလွမ်းမွေးပါဘူးကျွန်တော်တို့ကတော့အဲ့ဒီရလက်ထွက်ပေါ်အောင်အဖြစ်တရအတွက်လေးနဲ့ထားဆွနေဖို့အစဉ်သင့်ပါပဲလို့အီရန်ကပြောပါတယ်သဘောတူညီချက်ရသည်ဖြစ်စေမရသည်ဖြစ်စေအီရန်နေနဲ့ကတော့ရေနီယာတန့်စင်တာဆက်လုပ်မှာလို့ဆိုပါတယ်အီရန်ဟာလက်ရှိအချိန်မှာရေနီယာတန့်စင်မှုကို60ရာခိုင်နှုန်းထိလောက်ထားပါတယ်ဒီပမာဏဟာ2015သဘောတူစာချုပ်မှာသတ်မှတ်ထားတာထက် တော်တော်လေးကိုကြော်လွန်နေတဲ့ဆိုပေမဲ့နျူကလ িয়ার ထိပ်ဖို့အတွက်လိုအပ်တဲ့ပမာဏဖြစ်တဲ့60ရာခိုင်နှုန်းထက်တော့လျော့နေနေပါသေးတယ်။တီဟီရန်ကတော့နျူကလ িয়ার ရည်မှန်းချက်တွေဟာအရက်ဘက်ရွေချက်အတွက်သာဖြစ်ပြီးလုံးဝငြင်းချက်နဲ့ရွေချက်အတွက်သာဖြစ်တယ်လို့ဆိုပါတယ်။လက်နက်လုံးဝမဟုတ်ဘူးလို့ဆိုပါတယ်။ငြင်းချက်နဲ့ရွေချက်အတွက်အီရန်ရဲ့ယူရေနီယံဆက်လက်တန့်စင်ခွင့်ဟာဆွေးနွေးရမယ့်ကိစ္စမဟုတ်ပေမဲ့လည်းရေနီယံပမာဏဘလောက်ကိုတန့်စင်ရမယ်၊ဘယ်အဆင့်ထိတန့်စင်ရမယ်ဆိုတဲ့အရာကြီးကန့်သက်ချက်အတွက်တော့လမ်းဖွင့်ထားမယ်ဆိုပါတယ်။ ဒီအီရန်ကနျူကလ িয়ার ကိစ္စကိုလှုပ်ဆောင်ဖို့ကြိုးပမ်းနေခြင်းမဟုတ်ဘူးဆိုပြီးတော့အီရန်ဘက်ကအထက်ထက်ပြောခဲ့ပေမဲ့အမေရိကန်ကတော့ယုံကြည်မှုမရှိပါဘူး။နောက်ပြီးတော့ရေနီယာတပ်သမားကိုကုလသမဂ္ဂနျူကလ িয়ার စောင့်ကြည့်ရေးအေဂျင်စီ IAEA ဖွဲ့ရဲ့ကြီးကြပ်မှုနဲ့လှုပ်ဆောင်နေတာလို့အီရန်ဘက်ကတော့ပြောပါတယ်။ကျွန်တော်တို့အနေနဲ့ရေနီယာတပ်စင်နာဖြတ်သိမ်းတဲ့ကိစ္စတော့လုံးဝလက်မခံဘူးလို့ဆိုပါတယ်။အီရန်ဟာ2015ခုနှစ်နျူကလ িয়ার သဘောတူစာချုပ်အရနိုင်ငံကိုကုလသမဂ္ဂပိတ်ပင်မှုတွေပြန်လည်ချမှတ်ခြင်းမလုပ်ဖို့ ရောဘတ်အင်အားကြီးနိုင်ငံကြီးတွေနဲ့အတူယုံကြည်မှုကိုပြန်လည်တည်ဆောက်ဖို့အစဉ်အသင့်ဖြစ်နေပါပြီလို့အီရန်နိုင်ငံဂျာယီဝန်ကြီးကပြောပါတယ်။နောက်ထပ်သတင်းပုတ်ပြောချင်ပါတယ်။ Brexit ကိစ္စကြီးဖြစ်ပြီးတဲ့နောက်ပိုင်းမှာပထမဆုံးပြည်တွင်းရောဘတ်သမဂ္ဂထိပ်သီးစည်းဝေးကိုအင်ရှင်ဖြစ်ပြည်တွင်းကကျင်းပပါတယ်။ပြည်တွင်းဝန်ကြီးဆာကီယာစတာမဟာ EU နိုင်ငံခေါင်းဆောင်တွေတက်ရောက်တဲ့အထင်ကရထိပ်သီးစည်းဝေးကိုအင်ရှင်ဖြစ်လက်ခံကျင်းပခဲ့ပါတယ်။ ကီယာစတာမားဟာအဲ့ဒီစီဝေးကို လက်ခံကျင်းပခဲ့တာ EU မှာပြည်ထောင်နှုတ်ထွက်ခဲ့တဲ့ Brexit ပြီး၅နှစ်အကြာနှစ်ဖက်ဆက်ဆံရေးပုံမူနီကက်လာစေဖို့ရည်ရွယ်တာဖြစ်ပါတယ် Brexit အလွန်နှစ်တွေမှာမကြေလည်မှုတွေဖြစ်ခဲ့ရပါတယ်အဲ့လိုဖြစ်ခဲ့တဲ့အိန်းကြီးဥရောပနိုင်ငံတွေနဲ့ပြည်ထောင်ရေးဆက်ဆံရေးဟာပြန်လည်ထားရှိတဲ့ပထမဆုံးရလဒ်ဖြစ်လန်ဒန်မှာအခုစီဝေးထွက်ပေါ်လာတာဖြစ်ပါတယ် Brexit ကိစ္စကြောင့်ပြည်ထောင်မှာဆိုရင်လေဝန်ကြီးချုပ်လေးဦးထက်မနည်း ဂျာလူကလည်းအလှည့်ပြောင်းနေများစွာဖြစ်ခဲ့ရပါတယ်။ EU ဖွဲ့ဝင်28နိုင်ငံနဲ့ခိုင်မာပြီးမျှော်လင့်ချက်ရှိတဲ့မိတ်ဘက်ဆက်ဆံရေးအတွက်သဘောတူစာချုပ်လက်မှတ်ထိုးမယ်လို့လန်ဒန်မြို့ဒေါင်းလင်းလမ်းမှာလေဘာပါတီခေါင်းဆောင်ဝန်ကြီးချုပ်ကီယာစတာမာကကြေညာပါတယ်။ဖြစ်တဲ့ဟာ2020ပြည့်နှစ်ဇန်နဝါရီမှာ EU ကနေအပြီးပြတ်နှုတ်ထွက်ခဲ့တာပဲဖြစ်ပါတယ်။နောက်ထပ်သတင်းမှုပြောချင်ပါတယ်။ထိုင်းနဲ့အငင်းပွားနေတဲ့နယ်စပ်ဒေသကနေကမ္ဘောဒီးယားတပ်တွေပြန်ဆုတ်သွားပြီလို့ဆိုပါတယ်။ထိတ်တန့်ရင်ဆိုင်မှုကိုရှောင်ရှားနိုင်ဖို့ ထိုင်းစစ်တပ်နဲ့ဆွေးနွေးပြီးတဲ့နောက်ကမ္ဘောဒီးယားတပ်တွေဟာအငြင်းပွားနေတဲ့နယ်စပ်တွေကနေပြန်လည်ဆုတ်ခွာသွားပြီလို့ဒီ Nation သတင်းကဖော်ပြပါတယ်။ထိုင်းကမ္ဘောဒီးယားနယ်စပ်နီးခရိုင်တစ်ခုနားမှာအငြင်းပွားတဲ့နယ်မြေမှာကမ္ဘောဒီးယားတပ်ဖွဲ့ဝင်တွေဆုတ်ခွာသွားကြောင်းပြင်းထန်တဲ့တိုက်ပွဲတွေမရှိခဲ့ပါဘူးလို့ထိုင်းဒုဝန်ကြီးချုပ်နဲ့ကာကွယ်ရေးဝန်ကြီးကပြောပါတယ်။အဲ့ခရိုင်ကနန်ယွန်းခရိုင်လို့သိရပါတယ်။ချောင်ပုတ်နယ်ကြားမြေနီးမှာရှိတဲ့တောင်ကုန်းမခွန်လင်းကားကိုကမ္ဘောဒီးယားတပ်တွေကကျူးကျော်ဝင်ရောက်ခဲ့ကြောင်းအစောပိုင်းသတင်းတွေမှာပြောပါတယ်။ အဲ့ဒီနယ်မြေဟာလက်ရှိမှာလူမနေနိုင်နေထိုင်တဲ့မြေယာဖြစ်သတ်မှတ်ခံရပြီးနှစ်နိုင်ငံနယ်နိမိတ်သတ်မှတ်ရေးဆိုင်ရာတရားဝင်ညှိနှိုင်းမှုတွေစောင့်ဆိုင်းလုပ်ဖြစ်ပါတယ်ကျွန်တော်တို့ဆွေးနွေးပြီးပြီဒီကိစ္စကကြီးမားပြဿနာမရှိပါဘူးအရင်ကလည်းဆွေးနွေးမှုမရှိသေးလို့သာဖြစ်ပါတယ်လို့ထိုင်းကောက်ွယ်ဝန်ကြီးကပြောပါတယ်မမော်ရီယယ်တရားမြေပေါ်ရဲ့အိဗယ်ဖွံ့ဖြိုးချက်ပေါ်ခြေခံပြီးခံစစ်အစီအမံဖြင့်အဲ့ဒီနယ်မြေထဲထိုးဖောက်ဝင်ရောက်လာတာပါဒီပုံမှာတုံ့ပြန်တဲ့အနေနဲ့နှစ်နိုင်ငံလုံးကလက်မထိုးထားတဲ့နားလည်မှုစာချုပ်တော်ကိုလိုက်နာဖို့ထိုင်းစစ်တပ်ကကမ္ဘောဒီးယားစစ်တပ်ကိုတတိပေးခဲ့ပါတယ် တရားဝင်နယ်နိမိတ်ပိုင်းခြားသတ်မှတ်မှုမပြီးမချင်းအငင်းပေါ်နေတဲ့နယ်နိမိတ်တွေကိုလူမနေထိုင်တဲ့မြေယာတွေဖြစ်သတ်မှတ်ပေးရမယ်လို့အဲ့ဒီ MOU မှာဆိုထားပါတယ်အခုအဲ့ဒီဒေသမှာထိုင်းတပ်တွေပြန်ချထားပါတယ်ခြောင်ပုတ်နယ်စပ်မှာငင်းပေါ်နေတာကြာပြီဖြစ်မယ်မကြာမီသေးမီကဘာကြောင့်ကရုတ်ချင်းတွေတူးနေကြတာလဲလို့မီဒီယာတွေကမေးတဲ့အခါမှာကမ္ဘောဒီးယားတပ်တွေဟာသူတို့အစိုးရစီကနေအမိန်တိုင်းလုံဆောင်ခြင်းရှိမရှိကျွန်တော်မသိဘူးလို့ပြောပါတယ်နောက်ထပ်သတင်းပုတ်ပြောချင်ပါတယ် အင်ဒိုနီးရှားနိုင်ငံမှာမီးတောင်ပေါက်ကွဲမှုကိစ္စအမြင့်ဆုံးသတိပေးချက်ထုတ်ပြန်ထားပါတယ်။အင်ဒိုနီးရှားနိုင်ငံမှာပြီးခဲ့တဲ့သတင်းပတ်ကုန်ပိုင်းက၈ကြိမ်တနေပေါက်ကွဲခဲ့တဲ့မီးတောင်ကြီးနဲ့ပတ်သက်တဲ့သတိပေးချက်အစဉ်ကိုအမြင့်ဆုံးတိုးမြှင့်လိုက်တယ်လို့တာဝန်ရှိသူတွေကပြောပါတယ်။နိုင်ငံရှိပိုင်း Florence ကျွန်းမှာတည်ရှိတဲ့အဲ့ဒီမီးတောင်ဟာတနင်္ဂနွေနေ့ကလည်းမီးတောင်များတွေမှုတ်ထုတ်ခဲ့ပါတယ်။အလင်းဌာနရဲ့လေလာခဲ့ဖြတ်ချက်တွေအရမီးတောင်လှရှားမှုတွေမြင့်တက်နေတဲ့အတွက် မင်းည၈လိုက်ကစားပြီးသတိပေးချက်တိုးမြင့်လိုက်တာပါဒီနေ့မနက်မှလည်းမီတောင်ကထပ်ပေါက်ခွဲပါတယ်အမြင့်တိတိမာ၂ကီလိုမီတာထိပြာတွေမှုတ်ထုတ်ခဲ့ပါတယ်မီတောင်ကလည်း၆ကီလိုမီတာပတ်လည်မှာအနေရရှိပြီးမိုးသီးထန်စွာရွာလို့မီတောင်ကလည်းချော်ရီဘူးတွေစီးလာမဲ့အနေရလည်းသတိပေးထားပါတယ်လက်ရှိမီတောင်ပေါက်ကွဲမှုကြောင့်ဒေသခံတွေကိုဗေးလို့ရရွှေပြောင်းတာလေရင်ခီးစဉ်ဖြတ်သန်းရတာတွေတော့မရှိသေးဘူးလို့တော့သိရပါတယ်အင်ဒိုနီးရှားနိုင်ငံကပစိဖိတ်ငလင်ဂျော်ဂျီပေါ်မှာတည်ရှိပြီးတော့ငလင်လောက်ခတ်မှုနဲ့မကြာခဏရင်ဆိုင်နေရတာပါ ပြီးခဲ့တဲ့နှစ်ဝန်းပါကလည်းမိတော့ပေါကွဲမှုကြောင့်လူကိုဦးထက်မလဲတည်ဆုံပြီးလူထောင်နဲ့ချီပေးလို့ရကိုထွက်ပြေးတင်းချောင်ခဲ့ရတယ်လို့သိရပါတယ်။နောက်ထပ်ဇင်းပုတ်ပြောချင်ပါတယ်။အထောင်ထားမဲ့နိုင်ငံသားတွေပြစ်တဲ့မပေးဘဲနေရပြန်မှုမဲ့အစီအစဉ်ကိုမလေးရှားဆူရကပြန်လည်စတင်မယ်လို့သိရပါတယ်။ဒါမလေးရှားနိုင်ငံမှာ overstay နေတဲ့နိုင်ငံသားတွေအတွက်တော့သတင်းဆိုးတစ်ခုပါ။ထောင်ထားမဲ့နိုင်ငံသားတွေအနေနဲ့ပြစ်ဒဏ်ကြခံစရာမလိုတော့ပဲ။နေရပြန်လည်ပို့ဆောင်မဲ့အစီအစဉ်ပြန်စမယ်လို့မလေးရှားပြည်ထောင်စုဝန်ကြီးကပြောပါတယ်။ ဒီစီစဉ်ကို AB 30နေ့ထိမလေးရှားတနင်္ဂနွေလုံးအတိုင်းတာနဲ့စတင်တော့မှာဖြစ်ပါတယ်။အကြောင်းမျိုးကြောင့်မလေးရှားမှာတရားမဝင်နေထိုင်သူတွေအလုပ်လုပ်သူတွေစာအုပ်ဗီဇာတက်တန်းကုန်ဆုံးသူတွေအနေနဲ့ပြည်နယ်ကြခံစရာမလိုတော့ဘူးဗျ။သူတို့ကိုကျွန်တော်တို့ပြန်ပို့မယ်လို့ဆိုပါတယ်။မလေးရှားရောက်ထောက်ထားမဲ့နိုင်ငံသားတွေအနေနဲ့ပြည်နယ်ကြခံစရာမလိုပဲမိမိတို့နိုင်ငံအသီးသီးကိုတရားဝင်လမ်းကြောင်းနဲ့ပြန်နိုင်တယ်လို့ဆိုပါတယ်။ပြည်နယ်ကြခံစရာမလိုပြီးမဲ့လည်းဒဏ်ငွေဖြစ်မလေးရှားကိုထောက်ထားမဲ့ဝင်ရောက်မှုနေထိုင်မှုအတွက်မလေးရှားရန်900 ရန်ုံကျေးတဲ့ရန်900နဲ့နယ်မြေဖြတ်ကျော်ခြင်းစီးမင်းချိုးဖောက်မှုအတွက်ရန်300ကိုတံငွေပေးဆောင်ပါမယ်။ဒါအပြင်ထူးထောက်ခွာဝင်ရရှိဖို့ရန်20နောက်ထပ်ပေးဆောင်ပါမယ်။အတမပြည့်သေးတဲ့16နှစ်အရွယ်ကလေးတွေအတွက်တံငွေများမှကင်းလွတ်ခွင့်ပြုပေးမယ်။အထူးထောက်ခွာဝင် special ပတ်အတွက်မလေးရှား ringgit 20ပေးချေရမှာဖြစ်ပါလိမ့်။ပြီးခဲ့တဲ့နှစ်ကစီးရင်သွင်းခဲ့ပြီဖြစ်မဲ့မလေးရှားနိုင်ငံမှာထောက်ခွာခြင်းမရှိတဲ့သူတွေအနာပိုင်တွေကဖန်ဆီးဖို့လိုရှိတဲ့သူတွေနဲ့လာဝကကနာမည်ပြည့်စီးရင်သွင်းခံထားတဲ့သူတွေလည်းပါဝင်ခွင့်တော့မရှိပါဘူး။ ဒါပြင်မလေးရှားလူမှုကြီးကြပ်ရေးဖွဲ့အနေနဲ့လည်းအင်အားထပ်တိုးပြီးတနင်္ဂနွေလုံးတိုင်းတာနဲ့ထောက်ထားမဲ့နိုင်ငံသားတွေဆက်ဖမ်းသွားမယ်ဆိုပါတယ်။အထောက်ထားမဲ့နိုင်ငံသားတွေဖမ်းဆီးရှင်းလင်းရေးလုပ်ငန်းကိုလာဝကရဲဌာနမြို့သားမပေါ်နေဦးစီးဌာနဒေသအာဏာပိုင်တွေကပူးပေါင်းလုပ်မယ်ဖြစ်ပါတယ်။မလေးရှားလုပ်ငန်းရှင်တွေအနေနဲ့အထောက်ထားမဲ့နိုင်ငံသားတွေကိုလှုပ်ခတ်အပ်တာနေစရာပေးခြင်းလုပ်ရင်လုပ်ငန်းရှင်တွေကိုတက်ညှပေးမှာမဟုတ်ဘူးလို့ဆိုပါတယ်။အဲ့လိုလုံခန့်အရင်လုပ်ငန်းရှင်တွေကို ringgit 9000ပါဝင်1500နှစ်ထက်မနည်း6တန်းပြည့်တန်းချမှတ်မယ်လို့သိရပါတယ်။ နောက်ဆုံးသတင်းမှုပြောချင်ပါတယ်။ကဘာကျော် Nvidia ရဲ့ CEO Jason Huang ဟာပကံစီးသမားဘွားကနေကဘာချမ်းသာဆုံးပုဂ္ဂိုလ်ဖြစ်လာတာပါ။ Jason Huang ဟာ Danny ဆိုတဲ့စာသုံးဆိုင်မှာ9နှစ်ကြာပကံစီးခဲ့ပါတယ်။ခုတော့သူက AI gaming နဲ့အနာဂတ် computing ကိုဖန်တီးနေတဲ့ company ဖြစ်တဲ့ Nvidia ရဲ့ CEO ဖြစ်လာပါပြီ။သူရဲ့ကြော်ဝါချမ်းသာမှုဟာအသက်တင်ဒေါ်လာ133ဘီလီယံရှိပါတယ်။1993မှာဂျက်ဆင်ဝမ်ဟာခရစ်မာရာရှော့စကီနဲ့ Curtis Prime တို့နဲ့အတူ Nvidia company ကိုတည်ထောင်ခဲ့ပါတယ်။သူတို့ကဂိမ်းလုပ်ငန်းအတွက် GPU တွေဖန်တီးဖို့ပထမတော့ရည်ရွယ်ခဲ့တာပါ။ company စတင်ချိန်မှာဒေါ်လာ၄000နဲ့စတင်ခဲ့ပါတယ်။ Venture Capital တွေကဒေါ်လာ30000ရပါတယ်။ Nvidia အထောင်ကောက်90မှာ99မှာ stock share ဈေးကွက်ကိုစတင်ဝင်ခဲ့ပါတယ်။ Jason Huang ရဲ့ခေါင်းဆောင်မှုနဲ့ Nvidia ရဲ့ GPU ထုတ်လုပ်မှုငယ်ရတုနီးပညာ AI တွေတိုးချဲ့ခဲ့ပါတယ်။2025မှာ Nvidia ဟာကမ္ဘာ AI နီးပညာဈေးကွက်မှာဦးဆောင်နေတဲ့ company တစ်ခုဖြစ်လာခဲ့တယ်လို့သိရပါတယ်။